Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ပဇွန်ကျောင်းငပြားရဲ့တော်လေးရဲ့ပြီးတော့ပဲဝါလေးဟိညို့ရဲ့ပြီးတော့ငဖဲတုတ်ကလေးရဲ့တုတ်ပြမှာဖြစ်ပါတယ်ရှင်အလိုရိုးရှင်းပြီးတော့လေကူတဲ့ဟင်းလေးပါပဲ အစွန်ကြောင့်ငပြားရစတင်ပြီးလို့ပို့ဆိုလို့ရှိရင်ကျွတ်တုန်ဒီကျွတ်တုန်ဖြူတွေကိုရောပြီးတော့ဘလန်ဒါထဲမှာကြိုက်ပါတယ်။ရလာပြီဆိုလို့ရှိရင်တော့အရင်ဆုံးစီဆနှင်းကိုအရင်ဆုံးစီပူလိုက်ရင်ခုနကြိုက်ထားတဲ့ဟာလေးတွေကိုစီဆတ်တတ်ပါမယ်။စီဆတ်တတ်ဖို့အတွက်အရေးကြီးတာကကြတော့ စီလေးကျွတ်ညီလေးကျွတ်ဖြူလေးတွေဟာစတင်ပြီးတော့အနံလေးမှွေးလာပြီဆိုလို့ရှင်တော့အဲ့ဒီမှာကိုယ်ထဲမဲ့ပစုံကြောက်ကလေးတွေရေဆေးပြီးသားလေးတွေကိုထဲမဲ့ပြီးလို့ရှင်ရင်ကျွတ်ကြော်လေးတွေကကြာ ready made ဝယ်ထားတဲ့ဟာလေးပေါ့နော်အဲ့ဒီအကြော်တက်တက်ရောဖို့ပေါ့နော်အဲ့ဒါဆိုလို့ရှင်တော့အချိန်ကုန်လူပေမဲ့တက်တာပါတယ်ပေါ့နော်အဲ့ဒါလေးထဲမဲ့ပြီးလို့ရှင်ရင်ငယုတ်သီးအတန်းဘက်ကိုလည်းအာများများလေးထဲမဲ့ပေါ့နော် အဲခလေးတွေညော်မှာခလေးတွေရှိတော့ညော်မှာဆိုးလို့ပေါ့နော်မြန်မြန်ချက်လိုက်ရတယ်ပေါ့နော်အရေးကြီးတာကငပြိုက်ကြောအတွက်နည်းနည်းအငန်လေးရမယ်အဲရတာလေးရတော့ပုံစံကြောက်ပါရတော့ခြုံပြီးသားပေါ့နော်ပဲသရှိရဲ့ပုံစံကြောင့်ငပြိုင်ကြော်လေးရတော့ပါပြီရှင်သူကတော့ပလင်းထဲမှာထားခံအောင်သူသိချက်ချလေးထည့်ထားပါတယ်တကယ်လို့စားမယ်ဆိုရင်လဲဇွန်အတန်လေးနဲ့ပေါ့နော်ထုတ်ပြီးတော့စားလို့ရှင် ပို့ပြီးတော့ကြကြလေး အာထားခံနေပေါ့နော်တခြားအရာသာမရောဘူးဆိုတော့ပဲဝါလေးဟင်းညိုချပ်ချက်ဖို့အတွက်ကြတော့ဂျင်းရဲ့စတုံဖြူရဲ့ဒီကလူပဲပါလေအဲ့ဒါရှိတက်ပြီးတာနဲ့ပဲဝါလေးထည့်လိုက်မယ်အရာသာစာချုံမုတ်ထည့်မယ်နောက်ပြီးဆိုတော့ငွေကောင်းမွန်လေးထည့်လိုက်ရင်နော်ပဲအရာသာရှိတယ်ပဲဝါလေးဟင်းညိုရပါတယ် ြတော့ငဖဲတုတ်လေးစပ်နေပြီးတုတ်ပါမယ်ငဖဲအတော့အတွက်ကကြတော့ခရမ်းကျင်သီးလို့မယ်နန်းနံမင်းလို့မယ်ငသီးစိမ့်လို့မယ်တံမြသီးလို့မယ်နောက်တစ်ခုကကြတော့တောက်တုန်ကြီးလည်းလို့တယ်အမ်ခရမ်းချင်းသီးနဲ့နန်းနံပင်းငင်းစင်းလေးတွေကိုရေရင်ဆေးမယ်ဆေးပြီးတာနဲ့အာခရမ်းချင်းသီးလီပိုပြင်ဆင်ပါမယ်ခရမ်းချင်းသီးလေးတွေကိုအညာလေးတွေချွေမယ်ပြီးလို့ရှိရင်တော့အာ ဒါလေးနဲ့ပပလေးလေးလှီးပါမယ်အတုတ်တုတ်ဖို့တော့ကြာတော့ခန်းညစ်လေးလေးပပလေးလေးလှီးလို့ရှိရင်တော့ပို့ပြီးတော့အာဆောက်လို့ပိုကောင်းတယ်ပေါ့နော်အထူကြီးတက်စားလို့ရှိရင်ပေါ့နော်ပြီးလို့ရှိရင်ရေဆေးထားတဲ့နန်းနံပင်လေးတွေကိုလည်းပပလေးလှီးပါတယ်နာနာမင်းလေးတွေလီးပြီးတဲ့အခါမှာလဲခုနကငရုတ်သီးစိမ်းလေးတွေအာဆိတ်ထားတဲ့ဟာလေးတွေကိုပါပါလေးလီးထည့်ပါတယ် ပါပါလေးလိထည့်ပြီးသွားလို့ရှိရင်နောက်တစ်ခုအနေနဲ့ကတော့ချက်သွန်နီပေါ့နော်ချက်သွန်နီလေးကိုလည်းအယူဆုံးပါပါလိမယ်ချက်သွန်နီကတော့တလုံးလောက်ပဲလူပါတယ်ပေါ့နော်ပါပါလိမယ်ပြီးလို့ရှိရင်တော့ရေးသေးပါတယ်ပြီးလို့ရှိရင်အဓိက main လို့အပ်တဲ့ငဖယ်ပါငဖယ်ကိုကြော်ထားတဲ့ငဖယ်လေးတွေကိုပါပါလေးတွေလှီးမယ်လှီးပြီးလို့ရှိရင်လှီးပြီးလို့ရှိရင်အာပကံလေးကိုတုတ်ဖို့အတွက်ပေါ့နော် ထည့်ပါတယ်ပြီးလို့ရှိရင်တမ်းယာသီးကိုလည်းစိတ်ထားပါတယ်ဇလုံးကြီးတဲ့ကိုထည့်ပါတယ်ပြီးလို့ရှိရင်အတိကကစီချက်ထည့်မယ်ပြီးလို့ရှိရင်ချုံမုတ်ရတာမုတ်ထည့်မယ်ငပြားရည်ထည့်မယ်တမ်းယာသီးကိုညှင့်မယ်အဲငယ်သီးအကြက်မုတ်လည်းထည့်ပါတယ်အော်နည်းနည်း အဆက်ပိုကဲသွားအောင်ပေါ့နော်ပြောရင်တော့ပြန်ပြီးရောစားချင်ပါတယ်အဲ့လိုမျိုးညစ်ထဲမယ်ညစ်ထဲပြီးသွားလို့ရှိရင်နယ်လို့ရပါပြီစပြီးတော့နယ်ပြီအချိန်မှာကိုအလိုရင်လိုတလိုပေါ့နော်အရသာပုံငန်ပြီးကြည့်ပြီးတော့ထက်ထည့်လို့ရပါတယ်အာတောက်ပြီးသွားအချိန်မှာပြင်ဆင်မျိုးတို့ပကံနဲ့ပကံနဲ့ကိုထည့်ထားလိုက်ပါတယ် တမ်းမြသီးလေးတွေကိုလည်းစားခြင်းနဲ့အတူပါပါလေးပြီးထည့်ပါတယ်တမ်းမြတမ်းမြသီးခွန်လည်းကြိုက်လို့အဲ့လိုမျိုးလေးပါပါလေးလီထည့်ပါတယ်အရသာရှိတယ်ဒါကတော့ငဖဲတုပ်ကလေးပေါ့နော်အရန်ကိုစားကောင်းပါတယ်သမင်းလေးထဲမှာစားပြီးတော့ပုံပါမယ်ငဖဲတုပ်ကလေးရယ်ပစုံငပြားရယ်ကြော်လေးရယ် နောက်ပြီးတော့အဓိကအာဟင်းညိုလေးပေါ့နော်ပဲဟင်းညိုလေးပဲဝါလေးဟင်းညိုလေးရဲ့ထည့်ပါတယ်ဝေါယမ်မီရသာရှိရဲ့ဟင်းလေးရပါပြီတ िश ူပေးတဲ့သူတယောက်ချင်းစုအားလုံးချစ်စစ်တင်ပါတယ်ရှင်ဘိုင်ဘိုင်